ရက်ရက်ရဲ့တခုတည်းသောအိမ်မက်ကသူ့မှာအရန်ကောင်းတဲ့ဟိုရယ်ကြီးတစ်ခုရှိဖို့ပဲအဲ့ဒီမှာသူ့ရဲ့အရသာရှိတဲ့အစားအစာတွေကိုလူများစုလာစားနိုင်ဖို့ပေါ့ဘလို့ပဲဖြစ်ဖြစ်သူဆိုင်တဆိုင်တော့ဝယ်လိုက်နိုင်ခဲ့တယ်။ဒါပေမဲ့သူမျောလင့်ထားတယ်လို့မျိုးဘာမှမဖြစ်ခဲ့ဘူး။ဒါကိုမြင်တော့သူစိတ်ပြတ်သွားတယ်။ဒါပေမဲ့ရက်ရက်ကအရှုံးမပေးပဲဆိုင်တစ်ခုလုံးကိုတန်ရှင်းရေးလုပ်ဖို့အာယုံဆိုင်လိုက်တယ်။တနေ့လုံးအလုပ်ကြိုးစားပြီးတဲ့နောက်နောက်ဆုံးတော့သူဆိုင်ကိုတောက်ပြောင်အောင်လုပ်ဝင်ခဲ့ပြီးတော့ဖွင့်ပွဲအတွက်အလှဆင်လိုက်တယ်။သူ့ရဲ့အမေအဖေနဲ့ရွာသားချို့ဟိုတယ်ဖွင့်ပွဲကိုလာခဲ့ကြတယ်။ ဒါပေမဲ့ရက်ကျက်ရဲ့အဖေကသူ့ကိုအယမ်းစိတ်ဆိုးနေခဲ့တယ်။ဘာလို့လဲဆိုတော့ဟိုရဲ့အတွက်ရောင်းလိုက်တဲ့မြေနေရာနားမှာအဝေးပြေးလမ်းမကြီးဆောက်တော့မယ်ဆိုတာသူသိလိုက်လို့ပဲ။အဲ့ဒီမြေရဲ့တံမိုးကဆဲဆတ်တက်တော့မှခန်းခန်းနာနာနဲ့ဟိုရဲ့ဖွင့်ပွဲကိုကျင်းပခဲ့တဲ့အခုတော့ရက်ကျက်ရဲ့ဟိုရဲ့အိမ်မက်ကအမှန်တကယ်ချစ်လာပြီးဒါပေမဲ့အခုပြည်တနာကသူ့ဟိုရဲ့ကိုဖောက်တည်တယောက်မှမလာဘူးဒါမျိုးနေတိုင်းဖြစ်နေခဲ့တယ်။လူတွေကိုအစားအစာလာစားဖို့ဖိတ်ခေါ်ရတဲ့အထိဖြစ်လာခဲ့တယ်။ဒါပေမဲ့သူ့ဟိုရဲ့မှာဘယ်သူမှလာမစားခဲ့ဘူးတယောက်ယောက်လာစားဖို့လာခဲ့ရင်တောင်ဘာမှမစားဘဲထွက်သွားခဲ့တယ်။ ာလို့လဲဆိုတော့ဟိုတယ်မှာထူးဆန်းတဲ့အနံ့ဆိုးတစ်ခုထွက်နေခဲ့လို့ပဲ